ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မနေ့ပြညမှာပွဲထိုးရမယ့်မြန်မာ Fighter Sunrise ရဲ့အကြောင်းအကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာ Fighter Sunrise ပါဝင်ထိုးသတ်မဲ့1 Friday Fight 104ပွဲစဉ်ဟာမနေ့ပြတောက်ကြနေညပိုင်းမှာကျင်းပသွားတော့မှာဖြစ်ပါတယ် Sunrise ဟာ1 Championship မှာထိုးသတ်လာတဲ့နှစ်နှစ်ကျော်တိကိုရှိလာခဲ့ပါပြီ 1 Friday 5ပြိုင်ပွဲတွေစကြတဲ့ကထိုးတက်နေတာဖြစ်ပြီး7ပွဲထိုးတက်တာက6ပွဲနဲ့4ပွဲရှုံးရလကိုပိုင်ဆိုင်ထားပါတယ်။လက်ရှိမှာနောက်ဆုံးထိုးတက်ခဲ့တဲ့9ပွဲဆက်တိုက်ကိုလည်း9ပွဲလီယူပြထားပါတယ်။ဆွန်ရာလက်ရှိအချိန်မှာတော်တော်တိုးတက်လာတယ်လို့ပဲပြောရမှာပါ။ဒီစနစ်ပိုင်းမှာလည်းအများကြီးတိုးတက်လာတယ်မြင်တွေ့ရပါတယ်။မနေ့ပင်ဆွန်ရာနဲ့ထိုးတက်မဲ့ Fighter ဟာ Thai Nemejo Fighter ဆက်ဆံရင်းညီ Compound 9ဖြစ်ပါတယ်။ compound 9ဟာ1မှာ6ပွဲထိုးသက်ထားပြီး4ပွဲနဲ့2ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။ အနိုင်ရခဲ့တဲ့လေးပွဲမှာသုံးပွဲကိုအလဲထိုးနဲ့အနိုင်ရထားတာဖြစ်လို့ PJP နဲ့ရှိတဲ့ fight တယောက်လို့ပြောရမှာပါ။ဒါကိုတော့ Sunrise အနေနဲ့သတိထားကင်တွေ့ရမှာပါ။ Combonoy ဟာစိုင်ထိုးပြိုင်ထိုးကိုသဘောကျပါတယ်။ Sunrise ကတော့ဝုံနိုင်ကျပြီးထိုးတာထက်နီးစနစ်ကျကျထိုးတတ်တာကိုမြင်တွေ့ရပါတယ်။မာဂုံပိုင်းမှာတော့ Sunrise ပိုတာနေတာတွေ့ရပါတယ်။ Combonoy ကလက်သီးထီထီမိမိထိတာနဲ့နေကြလိမ့်ရှိပါတယ်။ဒါကြောင့် Sunrise အနေနဲ့သေချာကင်တွေ့ကစားနိုင်ရင်နိုင်မွဲပုံပေါ်နိုင်မှာအသေးချာပါမယ်။ ။ဆွန်ရက်ကလက်ရှိမှာ၅ဘွဲ့စတိုင်နိုင်မွေးရထားပေးမဲ့ဒေါ်လာ3သိန်းနဲ့စာကန်လန့်ခံထားရခြင်းမရှိသေးပါဘူး။ဘာကြောင့်လဲဆိုတော့ဆွန်ရက်ကနိုင်မွေးရပေးမဲ့အလဲတို့နိုင်မွေးတွေအများကြီးမရသေးလို့ဝမ်ကစာချုပ်ကြီးမပေးသေးတာလို့ထင်ပါလေ။ဘလို့အချိန်ရှိအောင်မလဲဆိုတော့ဆက်လက်ဆောင်ကြည့်ရမှာပါ။အကဲဆွန်ရက်တတိပွဲမှာအကောင်းဆုံးဆန်းဆောင်ရည်တွေချပြနိုင်ခဲ့မယ်ဆိုရင်တော့ဆွန်ရက်ကိုဝမ်းချက်မြင်ရှိကဒေါ်လာ3သိန်းနဲ့စာချုပ်ကန်လန့်လာဖို့ရှိနေပါတယ်။အခုဆွန်ရက်နဲ့ထိုးသားမဲ့ဖိုင်တာကလည်း K2 ဖိုင်တာတယောက်မဟုတ်လို့ဒီပွဲကတေချာပေါက်ကျမ်းပါပါ။ ဘလို့ပွဲကြတဲ့ပွဲဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပါ။ဆွန်ရက်နေနဲ့လဲထိုးနဲ့မနိုင်ခင်ရင်တော့မှနော့ဒေါင်းချောင်းထိုးပြနိုင်ဖို့လိုပါတယ်။မဟုတ်ရင်ပြိုင်မဲ့ဖိုင်တာကထိုင်းဖိုင်တာဖြစ်လို့ဒိုင်းအဆုံးပြတ်မှာအရင်နေသွားနိုင်ကြီးရှိပါတယ်။ဘလို့ပွဲကြတဲ့ပွဲဖြစ်လာမလဲဆိုတာတော့မနေ့ပြန်ညပိုင်းမှာစောင့်ကြည့်ရမှာပါ။ဆွန်ရက်ပောင်းဝင်ထိုးတတ်မဲ့1 Friday Fight 104ပွဲစဉ်ကမနေ့ပြန်တောက်ချာနေ့ည9:00နာရီမှာစတင်ကျပပါပြီးဆွန်ရက်ရဲ့ပွဲကတော့မြန်မာစံတော်ကြီးည7:00နာရီ9:00ဝင်းကျင်မှာကြည့်ရဖို့ရှိနေပါတယ်။ ဘယ်လိုပွဲကြံတဲ့ပွဲဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပါဆွန်ရဲရဲ့ပွဲကို1 Championship YouTube Channel ကနေတိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာကွန်ဆောင် Fighter League ဆွန်ရဲအနေနဲ့ရောဘယ်လိုပွဲကြံတဲ့ပွဲကိုပုံဖော်ပြသွားအောင်လဲဆိုတာစောင့်ကြည့်ရမှာပါဘာပဲဖြစ်ဖြစ်နိုင်ပွဲရရှိပါစေလို့ပဲဆန္ဒပြုပါတယ်ဒီမှာပြည်သက်တည်းရဲ့1နဲ့ပူဆွေးမှုတွေကြားတဲ့ကနိုင်ပွဲတွေပုံဖော်နိုင်ပါစေလို့တောင်းဆိုပြုပါရခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ ။ဒါမင်းဒီမှာလေး MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားချက်ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာရဲ့ပြောရှုံးမဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။